ဟယ်လိုအားလုံးကမင်္ဂလာပါရှင်။မူဝိုင်းပေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မိတ်ဆက်ပြီးသွားမှာကတော့2024မှာမှာအသစ်ထွက်ရှိထားတဲ့ YH226 Karaoke Speaker လေးရဲ့အကြောင်းပါ။သူရဲ့ရွယ်စားကလည်းအလျားရှိလက်မကွဲ၊အနံငါးလက်မကွဲ၊အမြင့်ရှောက်လက်မကွဲရှိပါရဲ့ရှင်။ စပီကာဆိုင်ကလည်းလေးလက်မဝူပါစပီကာနဲ့နှစ်လက်မဒစ်တာစပီကာကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့် bass အတန်ထွက်အရင်ကောင်းပြီးသင်းဆိုတဲ့အခါမှာအသုံးပြုမလားဟောရေးပြောရေးမှာအသုံးပြုမလားအရင်ကိုအသုံးဝင်တဲ့စက်ကလေးပါရှင်ဖက်ထရီကလည်း3600 mA ကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်အားပြည့်သွင်းပြီး၄9နာရီကြာအသုံးခံပါရှင်ဒါလေးကတော့သူ့မှာပါတဲ့ခလုတ်တစ်ခုချင်းစီတိုင်းရဲ့အသေးစိတ်အချက်အလက်လေးပါရှင် ကုန်ထိုးရဲ့ဘေးမှာအရှက်ပြမီနဲ့စာလေးရေးထားတာပါတဲ့အတွက်ကြောင့်မိမိနေထားတဲ့ mood တွေကိုအလွယ်တကူပြန်ကြည့်လို့ရမှာပဲဖြစ်ပါရဲ့ရှင်။ Vocal cuts on ဘာရလဲမိုက်လေးမှာလဲပါဝါခွင့်အပိတ်အတန်တိုးလျှော့အပြင်အတန်မျိုးစုံပြောင်းလို့ရတဲ့ mic effect လို့လည်းပါရှိပါရဲ့ရှင်။ wallet.dbo နဲ့လည်းရှိတ်ဆက်ပြီးအသုံးပြုနိုင်သလို USB stick, SD card, AU8 တို့နဲ့လည်းအသုံးပြုနိုင်ပါသေးရဲ့ရှင်။ဒီဆက်လေးရဲ့အသံထွက်အားနဲ့မိုက်ဆွဲအားလေးကိုစမ်းကြည့်ထားတာဖြစ်လို့အဆုံးထိဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်။